ဆယ်လာပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေနေ့ကကံကောင်းဆုံးလို့ပြောရရတယ်ပြီးတော့အရာရာနောက်မှာလိုက်နေရကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တွေထဲမှာပါနေရတော့တောက်ကြပြီးရခါမှာတနင်္လာပြီးတော့အင်္ဂါ ကန်ဆိုးနေတာကကျွန်တော်တာတာရေးနဲ့ဗုဒ္ဓဦးနေကတော့တော်တော်ကိုကန်ဆိုးနေတယ်လို့ပြောလို့ရတယ်။နော်ကန်ကြောင်းလေးရနေနဲ့ပြောရမယ်ဆိုရင်အဲ့တော့ဘာလဲဆိုတော့တနေ့ဦးရီသားသမီးတွေကဘာလဲကန်ကောင်းလဲဆိုတော့ကာလမှာဘာလို့လို့ okay တယ်။ကြီးပွားရေးလုပ်မလား။ဘာလို့မလဲ။အကုန် okay တယ်။အကုန်အဆင်ပြေတယ်။အပြတ်တာမှမရှိဘူး။အဲ့ချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ခါကြတော့အဓိကကဘာလဲဆိုတော့ ကြီးပွားရေးပဲလို့လို့လူငွေပဲလို့လို့ဘာကိစ္စပဲလို့လို့တတိယသားသမီးများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောင်မီမီတတ်မှတ်လိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အဲစနေစနေသားမီးများအနေနဲ့ကကြတော့ဘလို့ကံကောင်းတာလဲဆိုတော့သူကကြတော့အရင်တော့ကရက်တက်နေခဲ့တဲ့အရာတွေဆိုတော့လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံနဲ့တိုင်းနဲ့ဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊ဘာလုံးချင်လဲ ဆောင်ရွက်ပေးမယ်အဲအဲ့လိုလူမျိုးတွေကတော့ဒီကာလမှာပေါ်ဖို့ပေါ်လာမှာစီးပွားရေးကော်လာကောင်းလူမှုရေးတော်လာကောင်းမှာပေါ်ဖို့ပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောလို့ရတယ်ချုံပြီးပြောတာနော်စီးပွားရေးလူမှုရေးနဲ့ချုံပြီးပြောတာဒီနေရာမှာခြေရေးတွေပါမပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲနောက်ချက်ချတော့ပါလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သက်ကူညီပေးမဲ့သူတွေရှိနေတယ်စနေသားမိတွေကအဲ့တော့ကြိုက်တာလို့ ုတော့ရှိရပါဘူးကိုဗေနာမှာဘယ်ကောင်မတောင်းတာဖြစ်စစ်တောင်းတော့မတောင်းတော့ပြကိုတကယ်လုပ်ရင်ကိုကြီးမဲ့တွေခြိတာတော့လေဗေနာနဲ့နဲ့စောင်းပြီးကြည့်လိုက်တရောက်တော့ရှိနေကုန်လုပ်လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်လုပ်လို့ရတယ်ပြောလို့ရတယ်အဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြတာသမီးကြီးကကျွန်တော်ဘာဖြစ်နေရလဲဆိုတော့သူကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လာတွေမှာ ရှိနေတဲ့ကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်။တော်တော်အရင်ကနေမှလည်းကံဆုရတာတွေလည်းရှိမယ်အစီအပြာတွေလည်းရှိမယ်။ဒါပေမဲ့အစီအပြာတွေကနည်းလာပြီးတော့ကံကောင်းနေပါသေးရဲ့ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုး။အဲ့တော့ဒီလာထဲမှာပတ်သက်တာမိများနေလေကဟိုဘယ်လိုဘယ်လိုဖြစ်နေလဲဆိုတော့ဟိုဗန်လန်နီထိန်းထားနိုင်တော့ဘာပြတ်နာမှမရှိဘူး။ကံလည်းအကြီးကျယ်မစိုးဘူး။ကိုကလည်းအကြီးကျယ်မကောင်းလေဘူးအဲ့တော့တင့်တင့်ဆိုတဲ့အထဲမှာထိစီရရင်ထည့်ထားတာဖြစ်တယ်။ကဲ လာပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးရကြတော့ဘလို့အသင့်တဲ့ကံကောင်းနေရလဲဆိုတော့တနင်းနာသားသမီးရကြတော့ကံဆုံးနေရလားဆိုလဲမဟုတ်ဘူးကံကောင်းနေရလားဆိုလဲမဟုတ်ဘူးတို့ကြောက်ပါတော့တို့စ조사အားထုတ်တမျှဒီကာလမှာအစီအမိမယ်ဆိုတော့ဟိုတနင်းဝေသာသမီးများဗျာတရားတရားလုံးရင်ထားပါတော့60လောက်ရနေတယ်ဆိုတဲ့အချိန်မှာတနင်းနာသမီးများအနေနဲ့ကတော့တရားလုံးမယ်ဆိုရင်တော့60 50လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုချင်းမျိုးမှပါတယ်အဲ့တော့နောက်ဖြစ်ကြတော့ပါလဲဆိုတော့ဒီကာလမှာပို့ပို့ပြီးတည်မြဲနိုင်မယ်ဆိုတဲ့ကိစ္စမှန်မှန်အားလုံးကိုလုတ်ပြီးအာတနည်းအားဖြင့်များလည်း okay ပါပဲတခုတော့ရှိတယ်ဟိုဘာလို့ရမလဲဆိုပြီးဖြာများနေတော့အဲ့ဒီတနည်းအားဖြင့်များလည်းကြောင်ပြောက်သွားလိမ့်မယ်ဖြာများနေလို့မရဘူးတခုတော့တခုအကြောင်းအတခုလေးကိုအကြောင်းအတခုလေးအလောက်တစ်ခုဆိုအလောက်တစ်ခုလေးကိုတော့စိတ်ကူးဆိုစိတ်ကူးတစ်ခုလေးကိုပဲဥတီပြီးတော့သွားထားရင်တနည်းညာတွေကညာခံလုံးတွေပို့တိုးလာမှုရှိတယ် နောက်ပြီးရဲ့ခါကျတော့နောက်ထပ်အသင့်တဲ့ကံကောင်းတွေကတော့အင်္ဂါပဲအင်္ဂါရဲ့ဘလို့ကံကောင်းတွေအားလဲလို့ပြောရင်တတိယသူတို့မှာကဘာလို့လို့ကိုလို့ရှိပါရဲ့ဖေးလို့ရှိပါရဲ့မေးလို့ရှိပါရဲ့အဖွားလို့ရှိပါရဲ့ဘာလို့ရှိပါရဲ့ညာလို့ရှိပါရဲ့ဆိုတဲ့အဟာတွေကဒီကာလမှာပုံများလာတယ်ပြောကြတာဒီကာလမှာအချက်ခံရတယ်လို့ပြောရတာနော်အင်္ဂါလာသမီးကြီးကအချက်ခံရခြင်းရနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာ ချိတ်ခံတာများတယ်လေကံကောင်းလာကံကောင်းလာပြီးပုံများလာလေပေါ့ချိတ်ခံတာနဲ့နေတော့ကံကောင်းလာတဲ့နေလာမှာအဲ့လိုမျိုးလိုရှိတယ်တဘောကဘယ်လိုခေါ်လဲဆိုတော့ကိုပါလုံးလို့နမထောင်ပေးနိုင်မယ်ထောက်ခံပေးမယ်သူတွေရှိနေတယ်ရှိတဲ့ကြောင့်မလို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆယ်လာဘက်မှာအရန်များရလို့ပြောကြတာအရန်များနေတာပေါ့အဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလုံးရရှိရလို့ဗျာဂျုံမဲ့ပြပြမှောက်ပဲခုံကုန်မှာပဲလို့လို့အောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်အဲ့လိုရှိနေတဲ့လုံးရရှိရလို့စင်ကြီးอืมဒီနေ့မှာညံ့တယ်ဆိုတဲ့အထက်မှာ ကျတာလေးကိုထိတ်ဆုံးနဲ့ကိုထည့်ထားတာဘာကြောင့်ညံ့တာပြောမှာဆိုရင်တော့ဒီကျတာလေးကဘာကြောင့်အညံ့ဆုံးနဲ့မှာဖြစ်နေရလဲဆိုတော့ကျတာလေးကကြတော့သူတို့လုံးတမျှအားလုံးကဂျိုးတို့မောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမများအားလုံးဂျိုးတို့မောက်ကိုဖြစ်တယ်ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မှများအားလုံးကပြတ်သွားတယ်နောက်လာကိုရွှေ့သွားတာနောက်ဆက်တဲ့လပိုင်းရွှေ့သွားတာဆက်တဲ့လပိုင်းရွှေ့သွားနောက်နှစ်ရောက်သွားတာမျိုး ကိုတွေးရရလောအကုန်စိမ်ပြီနေရအကုန် okay နေရပဲဒီလာတဲ့ရောက်ရောက်ကအကုန်ကကျွန်တော်မှကုန်နေဖြစ်ကုန်ချုပ်ထွေးကုန်နေနောက်ရက်တွေဖြစ်ကုန်နေအားတရားကိုယ့်ရဲ့အခွင့်အရေးကိုလူယူရတဲ့ကိုရပြီကိုရသိမ့်ထိုက်ထိုက်တဲ့အရာတွေကိုပယ်သွားတယ်အာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာဒီလာထဲမှာတော့ကြာစီးပွားရေးအသက်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲ့ကြောင့်မလုပ်သွင်းဘူးအဲ့တော့ဟိုအစင်မပြေဘူးလားအစင်မပြေဆိုအစင်မပြေတဲ့နေရာမှာပဲဆက်နေနေတိုးမလာနဲ့ နောင်လည်းဆုတ်သွားတယ်အဲ့လိုပြက်တာမရှိဘူးအေးအစီမပြေလို့ဆိုပြီးတော့တွန်းထုတ်လိုက်ရင်တွန်းထုတ်တဲ့နေရာကကိုယ်ကြောက်ထဲကြောက်နေပါတိဖြစ်သွားတယ်နဲ့ကန်ဆိုးရင်ကြောက်ထဲမှာလုံးဝဥတုံကြလွားနိုင်တယ်ထင်ပါပါတယ်အကြောင်းစတာပရီကိုကန်ညံ့တယ်လို့ကျွန်တော်နေနဲ့ပြောချင်တာဘုဒ္ဓဦးသာသမိရာကြတော့ဘလို့ကန်ညံ့တာလဲဆိုတော့အဓိကကြတော့ဘုဒ္ဓဦးသာသမိရာအရင်ညံ့နေရတာဆိုလဲမဟုတ်ဘူးဒါပေမဲ့သူတို့ကဘာလဲဆိုတော့ သူရှောက်လိုက်တဲ့နေရာသူထားလိုက်တဲ့နေရာသူရောက်သွားတဲ့နေရာအားလုံးကကံညက်တဲ့နေရာကိုရောက်သွားတာဆိုတော့သူကတိုးရဲ့ပတ်ဝန်းကျင်မှာရှိတယ်သူတို့ကကံညက်နေတဲ့ဖုံးကံနေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေကသွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအားလုံးကသွားပြီးတော့ဟိုသူတပွဲလုံးနဲ့ထိုင်မိတာမျိုးတို့ဆိုရပါဗျာဒီထရိုထရိုရာဥမာဟိုတခုခုဗျာဟိုတဲတော့မတိအောင်လုပ်နေတာအကောင်အဲ့လိုနဲ့သွားတွေ့ကြမှာ ဟိုတိသွားတာမျိုးတော့ဘာဥမာလားတမိစာမတိအောင်ခိုးလုံးနေရအကောင်အဲအဲ့အကောင်နဲ့သွားသွားမိမှာမအဲ့လူနဲ့သွားပြီးတော့မှတမိစာရှိဒါရိုက်တရင်ပေါက်ကြားပြီးတော့ဒါရိုက်ရောက်သွားပြီးတော့အဲ့ပါကိုကအကျိတ်ခံရောပြီးတော့ဆိုရင်ပုံစံမျိုးအဲ့ဘာလဲဆိုတော့ဒီကာလမှာလူတွေကြောင့်လူတွေမရှိမဲ့တဲ့နေတော့လည်းမရအဲ့လူတွေကြောက်မယ်ကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အချင်းတွေတစ်ခုစီကိုရောက်သွားတာမျိုးရှိတယ်။နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ခုနှစ်နှစ်ရတာဒီရဲ့အချင်းတွေပဲအဲ့တော့ ဘယ်လိုဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှလည်းကံဆုံးဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ်ကံဆုံးဆုံးသူမှလည်းကံကောင်းဆုံးကိစ္စကြီးလည်းရှိလာနိုင်တယ်အဲ့တော့ပြောရဘလို့ခေါ်လဲဆိုတော့လူတိုင်းလည်းကံဆုံးနေတာမဟုတ်ဘူးဆိုတာလည်းပြောကြတယ်လူတိုင်းလည်းအရင်ကံကောင်းနေတာမျိုးမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါရဲ့ဆိုပြီးတော့တို့ထိုင်နေတဲ့သူကလည်းဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဲ့ဆိုပြီးတော့မှားမပြင်းဘူးဆိုရင်လည်းအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ကံကောင်းနေဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့ ကောင်းဖို့ဖြစ်အောင်လုပ်ကြကန်ဆိုးနေရတဲ့သူတွေအားလုံးကလည်းစိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုသတိထားရှင်စင်ချင်းရှောင်ကျင်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပဲဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်အင်္ဂါသာသမီများတော့အချက်ခံရတယ်အကောင်းဆုံးခံရတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာတော့อืมပြောရမယ်ဆိုရင်စနေလေးပေါ့စနေလေးကဒုတိယထဲမှာပါတယ် ဲ့တော့အချင်းနဲ့ပတ်သက်ပြီးတော့တော်တော်ပြောမယ်ကျွန်တော်ဒီဘာလဲဆိုမွေဝင်နဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲဗီဒီယိုလေးကိုလည်းတွားကြည့်ပြီးပါတော့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအော်တိုဘာလာမှာပျော်ရှင်ကြည်လူကြပါစေအားလုံးဝမ်းမြောက်ဝမ်းသာနဲ့ရှိကြပါစေ